ဒီနေ့မှာတော့ပြည်သက်တွေအတွက်တင်ဆက်ပေးခြင်းတဲ့ကာလီကတော့ Bubble Her ဆိုတဲ့အချစ်ဒရမာဇာတ်ကားလေးပဲဖြစ်ပါတယ်။မရိတတာတယောက်နဲ့တချင်းဆိုတာဝါသနာပါတဲ့ကောင်မလေးတို့ကအကျွေးတွေနဲ့ပတ်လည်ဝိုင်းနေခဲ့ပါတယ်။ဒီကြံတနာတွေကိုလက်တလို့ဖြည့်ရှင်းဖို့အတွက်ဟန်ဆောင်လက်ထတာကနေစပြီးတော့သူတို့နှစ်ဦးရဲ့တန်ရုံးစဉ်တွေဘလို့ခံမြဲလာမလဲ၊ဘလို့အခက်ခဲတွေကိုရင်ဆိုင်ကြမလဲဆိုတာကိုရိုက်ကူထားတဲ့ကားလေးပဲဖြစ်ပါတယ်။အစဉ်တစ်ချက်ပြီဆိုရင်ဇာတ်ကားလေးကိုစားလိုက်ကြရအောင်ပါ။ညီမကတော့ season 32ကုကူပဲဖြစ်ပါတယ်ရှင်။ ဘားတစ်ခုမှာတော့ကက်ပစီဆိုတဲ့ကောင်မလေးကပရိသတ်တွေကိုတချင်းတီဆိုပြီးတော့ဖျက်ဖြေနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာမရိန်တပ်သားတစ်စုရောက်လာပြီးတော့ပြပြရွှင်ရွှင်ပဲတောက်ဆာနေကြပါတယ်။မရိန်တပ်သားတွေထဲမှာကက်ပစီရဲ့တငယ်ချင်းတစ်ယောက်လည်းပါလာပြီးတော့စကားလက်ဆောင်ကြနေကြပါတယ်။အချင်းချင်းပွေဖက်နှုတ်ဆက်ခဲ့ကြပြီးတော့စကားဆက်မိရာကနေပြီးတော့မရိန်တပ်သားတအူးနဲ့လက်ထက်ရင်ကျမကြီးအာမခံလေးရပြီးမရိန်တပ်သားလည်းထောက်ပံ့ခြင်းကိုရရှိမှဖြစ်တဲ့အကြောင်း စကားဆာမိကြပါတယ်။ကပ်စီလည်းမရင်းတက်တာတွေအတွက်ဖြော်ရည်သွားယူပေးနေခဲ့ပြီးတော့မရင်းအဖွဲ့တွေကလူငယ်တယောက်ကကပ်စီကိုထီကပားကြီးကပားပြောခဲ့တာကြောင့်ကပ်စီတန်းစိတ်ဆူသွားခဲ့ပါတယ်။မရင်းအဖွဲ့တွေမှာလုခ်ဆိုတဲ့ကောင်လေးတယောက်လည်းပါလာပြီးတော့ကပ်စီကိုတငယ်ချင်းအတွက်တောင်းပန်ခဲ့ပါတယ်။သူ့ကိုထီကပားကြီးကပားပြောခဲ့တဲ့လုခ်တို့တစ်ဖွဲ့လုံးကိုအထင်မကြီးတဲ့ကပ်စီနဲ့လူတို့ဟာစကားအခြေရင်ချစ်ခဲ့ကြပါသေးတယ်။ ကပ်စီလည်းဘားကနေထွက်လာပြီးတော့ကားစုပ်လေးပေါ်ကနေပြီးတော့သူ့ရဲ့ဆေးတွေကိုရှာဖွေနေခဲ့ပါတယ်။အမှန်တော့ကပ်စီကဆေးချိုယောဂရှိနေသူတယောက်ဖြစ်ပြီးတော့မိဘအထောက်ပံ့မယူဘဲနဲ့တကူရဲရုံးကန်နေရသူဖြစ်ပြီးသူမဝန်သာပါတဲ့အောင်မြင်တဲ့အဆူရဘွားရအောင်ကြိုးစားနေတဲ့ကောင်မလေးတယောက်လည်းဖြစ်ပါတယ်။နောက်နေ့မှာတော့ကပ်စီကသူတောင်းနေကြဆေးတွေကုံသွားလို့ဆေးဆိုင်မှာဆေးတော်ဝင်နေခဲ့ပါတယ်။ဆေးတွေရဲ့ဆေးတွေကအစမတန်ကြီးနေရကြောင့်ကပ်စီမှာရှိတဲ့ပတ်စံနဲ့မလောက်မငါဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာကပ်စီရဲ့အမေရောက်လာပြီးတော့သူမရဲ့အကျွေးဝယ်ကန်နဲ့ဝယ်ဖို့ပြောပြမိမိဘရဲ့အကူအညီမလိုချင်တော့တဲ့ကပ်စီကဒီ ကိစ္စကိုခက်ခတိတိညှင်းဆန်ခဲ့ပါတယ်။တစ်ဖက်မှာလည်းလူကအရင်ကမူရစီဘွားဆဲခဲ့သူဖြစ်ပြီးတော့အခုချိန်မှာမရင်းတပ်သားချင်းတည်တည်ငြိမ်ငြိမ်နှဘွားကိုချက်တန်းနေသူဖြစ်ပါတယ်။အခုလေမူရစီဝါဆွဲတဲ့အခါကအကျွေးတွေရှိနေရကြအောင်အကျွေးရှင်ရလိုက်တာကိုခံနေရပါတယ်အကျွေးသမားကတော့လူကိုသူ့ရဲ့အကျွေးတွေမပေးနိုင်ဘူးဆိုရင်နောက်ဖြစ်လာမယ့်အကျိုးဆက်ကိုလည်းတာဝန်မယူနိုင်ဘူးပြောပြကထွက်သွားခဲ့ပါတယ်သူ့မှာအကိုတယောက်နဲ့ဖခင်တယောက်ရှိနေပြီးတော့လူတို့မိသားစု၃ယောက်လုံးကမရင်းတပ်သားတွေပဲဖြစ်ခဲ့ပါတယ် ကပ်စီကတော့ဘားတစ်ခုမှာတချင်းစုံနေခဲ့ပြီးတော့တချင်းစုံနေမှာပဲသူမရဲ့ယောဂထောက်ဖောက်လာတာကြောင့်အများသောတပ်စင်ငယ်တွေကိုအလင်းအမြန်မဲ့ဝင်ရပါတော့တယ်အဲ့ဒီအခန်းထဲမှာမရင်းတပ်ဖွဲ့တစိ့ကိုတွေ့တော့ကပ်စီကသူမရဲ့တငယ်ချင်းပြပြတော့တတိယသွားခဲ့ပါတယ်အဲ့ဒါကြောင့်ပဲတငယ်ချင်းဖြစ်တဲ့သူစီသွားပြီးတော့သူ့ကိုဟန်ဆောင်လက်ထပ်ပြီးတော့သူ့ကိုကူညီဖို့တောင်းဆိုခဲ့ပါတယ်ကပ်စီရဲ့တငယ်ချင်းကတော့သူ့မရည်ရွယ်ထားတဲ့သူရှိတယ်ဤရောကပြန်လာရင်သူ့ကိုလက်ထပ်မှာလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီအိမ်မှာလုကွေရောက်နေခဲ့ပြီးတော့ကပ်စီကိုနိုင်ငံတော်ကိုလိမ်မှုစူးစမ်းနေရလို့ဆွဆွဲပြီးတော့တက ယ်လို့အဲဒီလူသားလောက်ခဲ့ရင်ထောင်မှာကျသွားနိုင်တယ်လို့ပြောပြခဲ့ပါတယ်။အဲဒီနောက်မှာတော့ Luke နဲ့ Cassie တို့ကစကားအခြေအနေညှာကြပြီးတော့တယောက်ကိုတယောက်လက်လျှော့ကပြန်လာခဲ့ပါတယ်။ Luke ကတော့ Marine တပ်ကရတဲ့လာစာလေးနဲ့အကျွေးဆက်မှုစ조사ပေမဲ့ရတဲ့လာစာနဲ့တင်းနေရဲ့အကျွေးကမကာမီဖြစ်နေတာကြောင့်အကျွေးရှင်ကဒေါသထွက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့မိသားစုကိုပါဒုက္ခပေးမယ်လို့ချင်းချောက်လာတာကြောင့်မိသားစုကိုဒုက္ခမရောက်စေချင်တဲ့ Luke ကလည်း Cassie ရဲ့ကမ်းလှမ်းချက်ကိုတတိယသွားပါတယ်။အဲဒီနောက်တော့ Cassie ကိုစိုက်တဆိုင်မှာချိန်ပြီးတော့သူနဲ့ဟန်ဆောင်လက်ထပ်ကြမယ်လို့ပြောခဲ့ပါတယ်။ ကက်စီကလည်းလူပြောတာကိုလက်ခံလိုက်ပြီးတော့ရေရှည်သွားမှဖြစ်တာကြောင့်မို့တယောက်နဲ့တယောက်ဆက်ညှိုးနေတိုက်ကြပါတယ်။လူကတော့အီရက်ကိုတောင်းရမှဖြစ်ပြီးတော့သူအီရက်ကိုရောက်နေတဲ့အချိန်တော်တွင်မှဘယ်သူမှမရိပ်မိအောင်မကြာခဏဖုန်းခေါ်ဖို့မှာကြားနေပါတယ်။အဲ့ဒီနောက်မှာတော့လူနဲ့ကက်စီတို့လက်ထပ်လိုက်ကြပြီးလူကတော့အီရက်ကိုထွက်သွားခဲ့ပါတယ်။ကက်စီလည်းကျမ်းမာရေးအမကန်ကိုရသွားပြီးတော့လူကလည်းထောက်ပံ့ခြင်းဝင်ရသွားခဲ့ပါတယ်။အီရက်ကိုလူသွားကန်နေကားပေါ်မတက်မိမှာပဲ။မရိန်းတသားတွေကသူတို့ရဲ့မိသားစုတွေကိုနှုတ်ဆက်နေကြပါတယ်။ လုကနက်ကက်စီတို့ကလည်းလူများမရိပ်မိအောင်ဟန်ဆောင်အနှံ့တွေပေးပြီးထွက်ခွာလာကြပါတယ်။ဤရက်ရောက်တော့ကက်စီကလူကိုမှကြားထားတဲ့အချိန်ချိန်မှန်မှန်ဗီဒီယိုကောခေါ်ပြီးတော့တယောက်နဲ့တယောက်ဘလောက်ချက်ကြောင်ပြသနေပါတယ်။ဒီလိုသူတို့နှစ်ယောက်ရဲ့တရုပ်ဆောင်ပြီးခြင်းမှုကြောင့်မရင်းတတားတွေကဘယ်သူမှမရိပ်မိလောက်အောင်ပဲဖြစ်နေခဲ့ပါတယ်။ သူကအီရတ်မှာတိုက်ပွဲအတွက်ပြင်ဆင်နေရပြီးတော့ကပ်စီကတော့သူမရဲ့ရီမန်းချက်အတွက်တခြင်းတွေကိုပဲဖန်တီးနေခဲ့ပါတယ်။ကပ်စီဟာကမ်ပတ်ဟုံးဆိုတဲ့တခြင်းကိုမရင်းတပ်သားတွေအတွက်တည်ဆုခဲ့ပါတယ်။အမတ်မထင်မဲ့အဆိုပါတခြင်းကပောက်သွားခဲ့ပြီးတော့ကပ်စီလည်းချက်ချင်းဆိုလိုနှမင်ရသွားခဲ့ပါတယ်။ကံကောင်းမှုတွေစက်တိုက်လာနေတဲ့ကပ်စီဟာတနေ့တော့ဆိုးရတဲ့အဖြစ်အပျက်ကိုကြားလိုက်ရပါတယ်။အဲ့ဒါကတော့အီရတ်မှာစစ်ပွဲတစ်ခုဖြစ်ခဲ့ရာကြောင့်သူကခြေရောက်ထံရပြင်းထန်ရသွားခဲ့ပြီးကပ်စီတငယ်ချင်းကလည်းစစ်ပွဲမှာကျသွားခဲ့ပါတယ်။ဒီသတင်းကြားတော့ကပ်စီလည်းပြာခတ်သွားပြီးတော့သူ့ရဲ့ဖ ခင်စီကိုအကြောင်းကြားလိုက်ပါရယ်ကက်စီနဲ့လူတို့လက်ထထားတော့ကိုကြာတိသွားတဲ့ဖခင်ဖြစ်သူကတော့အံဝမဆုံးဖြစ်သွားခဲ့ပါတယ်သူကတော့စစ်ကြမ်းမရေးစီရုံမှာကုသမှုခံယူနေပြီးတော့ကက်စီနဲ့အတူမိသားစုဝင်တွေလည်းရောက်လာခဲ့ကလူကိုအားမငယ်ဘူးနှစ်သိပ်ပေးခဲ့ကြပါတယ်တိတ်မကြခင်မှာလည်းလူလည်းစီရုံကဆင်းလိုက်ရပြီးအိမ်မှာပဲဝီချင်းနဲ့တွာလာနေရပါတယ်မကြခနဆိုသလိုမိဘတွေကလည်းသူ့ရဲ့အခြေအနေကိုလာကြည့်တတ်တာကြောင့်အင်းကိုလည်းအမှန်တကယ်လက်ထထားတဲ့ပုံစံဖြစ်အောင်သူတို့နှစ်ဦးရဲ့ဓာတ်ပုံတွေနေရမှာအပြည့်ချိတ်ဆွဲလိုက်ပါတယ် ကပ်စီကတော့အမှန်တကယ်မချစ်ပဲဟန်ဆောင်လက်ထပ်ထားတာကြောင့်လူရဲ့ဝေယဝိစာတွေကိုလှုပ်ပေးဖို့တွန့်တူနေပါတယ်။ဒါပေမဲ့လည်းအဖြစ်မှန်တွေသာပေါ်သွားခဲ့ရင်စစ်ခုံရုံးကိုတင်ပြီးတရားစွဲဆိုခံနိုင်တာကြောင့်မတတ်တာပဲအောင်းဤတီးခံနေရပါတယ်။လူကတော့သူ့ရဲ့ခြေတော်အတန်ရအမြန်ဆုံးတတ်တာအောင်စူးစမ်းနေရပါတယ်။ ကက်ဖီကလူကိုမတက်တာလို့တော့ဂူးဆိုင်ပေးနေရပေမဲ့နှစ်ယောက်စလုံးကအနေနီးလာတာကြောင့်တယောက်နဲ့တယောက်တန်ရောစင်တွေဖြစ်လာပါတော့တယ်။ကက်ဖီနေမကောင်းတဲ့အချိန်ဆိုလဲလူကဂူးဆိုင်ပေးလူနေမကောင်းနေတဲ့အချိန်ဆိုလဲကက်ဖီကဂူးဆိုင်ပေးနဲ့တန်ရောစင်ကပုံမခိုင်မြဲလာခဲ့ပါတယ်။ဒီနေ့မှာတော့ကက်ဖီရဲ့မိဘဖွင့်ထားတဲ့စိုင်တဆိုင်ကိုဘယ်သူမှမသိတဲ့လူတယောက်ကမှွေးနှောက်တော့ခဲ့ပါတယ်။ကက်ဖီကဘယ်သူမှမသိပေမဲ့လူကတော့သူ့ရဲ့အကျွေးရှင်ဆိုတာသိနေခဲ့ပါတယ်။ဒါကြောင့်ပဲလူကအကျွေးရှင်နောက်ကိုလိုက်သွားပြီးအကျွေးတွေအကုန်ပေးကသူနဲ့လာမပတ်သက်ဖို့ရောသားတကြီးပြောလိုက်ကထွက်လာခဲ့ပါတယ်။ အိမ်မေရောက်တော့ကပ်စီကလူကိုအဖြစ်မှန်တွေကိုမြင်ညာခဲ့ပါတယ်။လူကအရင်ကစေးသမားတယောက်ဖြစ်ပြီးတော့စေးအကျွေးတွေတင်နေတာဖြစ်တယ်။သူ့အကျွေးတွေမပေးနိုင်လို့ငါမိသားစုရံမူတာလို့ကပ်စီကိုရှင်းကြလိုက်ပါတယ်။ကပ်စီကတော့သူတယောက်တည်းနေတော့ငါအနေမဖြစ်ပဲလူနဲ့နေမှအနေကြောက်လာတယ်လို့ဆိုပြီးတော့ကွာရှင်းမှုဖြစ်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာကပ်စီကလည်းရှိုးဝဲတစ်ခုမှတချင်းဆူအောင်သွားမှာပဲဖြစ်ပါတယ်။ တစ်ဖက်မှာရှိရလူကလည်းစစ်ခုံရုံမှာအဖြစ်မှန်တွေအားလုံးကိုဝန်ခံလိုက်ပြီးတော့ကပ်စီနဲ့မဆိုင်ဘူးဆိုတဲ့ထွက်ဆိုချက်နဲ့အတူကပ်စီကိုကာကွယ်ပေးခဲ့ပါတယ်။ဒါကြောင့်ပဲလူကသူလုပ်ခဲ့တဲ့အရာတွေအတွက်6လကြာစစ်မှုကြံထမ်းပေးရမှာဖြစ်ပါတယ်။ကပ်စီကတော့ရှိုးပွဲမှာခမ်းမဟုံတချင်းနဲ့ချွေချွေပွဲကိုစတင်နေပါပြီ။ပရိသတ်တွေကိုဖျော်ဖြေနေရင်းနဲ့ပဲလူနဲ့ကပ်စီတို့ရဲ့အမှတ်တရတွေညင်ယောင်လာပြီးတော့လူကိုတကယ်ချစ်မိသွားကြောင်းသိသွားခဲ့ပါတယ်။ဒါကြောင့်ပဲကပ်စီကလူရှိရဲ့နေရာကိုချက်ချင်းလိုက်သွားပြီးတော့သူတို့လက်ထက်တုန်းကဘုံတော်ကြီးစီမှာဂရုပေးခဲ့တဲ့အတိုင်း တယောက်ပေါ်တယောက်ကျင်လာကြတယ်ခရုစိတ်ကြတယ်တယောက်နေမကောင်းဖြစ်ရင်တယောက်ဖိမကြပြီးတော့ဂတိအတိုင်းလုပ်ခဲ့တာပါပဲဒါကြောင့်ငါတို့နှစ်ယောက်ကလင်မယားအရာညောက်တော်ပြီလို့ဆိုပြီးတော့လူကိုမခွဲနိုင်ကြောင်းဝန်ခံခဲ့ပါတယ်လူကလည်းကဖီကိုချစ်မိသွားကြောင်းဝန်ခံလိုက်ပြီးတော့ကွာရှိမှုကိုဖျက်သိမ်းလိုက်ကလူနဲ့ကဖီတို့ရဲ့ရင်ထဲကကိန်းအောင်နေတဲ့အချစ်တွေကပေါ်ထွက်လာပါတော့တယ်အဲ့နောက်တော့လူက6လကြာစစ်မှုထမ်းပြီးရင်နှစ်ယောက်သားပျော်ရွှင်စွာနဲ့ပေါင်းဖက်သွားကြဖို့ဂတိတွေပေးရင်ဇလန်လေးလည်းပြီးဆုံးသွားပါတယ်ဇလန်လေးကိုအဆုံးထိကြည့်ရှုနားထောင်မိခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင် thank you Oh.